သူထပ်မဲ့ပြောစနေသားကြီးတွေအတွက်ကိုကံကောင်းမဲ့နှစ်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်စနေသားကြီးတွေအနေနဲ့ပထမဦးဆိုတာအသက်16နှစ်နော်28နှစ်35နှစ်43 50နှစ်နော်59 60 85 83အဲ့ဒီတွေကြားရအောင်လို့စနေသားကြီးတွေအနေနဲ့ကံတွေစပြီးကောင်းလာမှာဖြစ်တယ်လုပ်ငန်းစီးပွားရေးတွေရှေ့ကိုအောင်မြင်လာမယ်အဆင်ပြေလာမယ်အကောင်းနှစ်တွေအဆအနှစ်ဖြစ်ပါတယ် အကောင်းတွေအစားနေရာဥတက်ရောက်ဖြစ်တယ်။ကျန်ရဲ့အနစ်တွေကစူပွားပြက်၊ဘွားပြက်တာတို့၊နမယ်ပြက်တာတို့၊ငွေတွေကုန်တာတို့နော်။လုပ်ငန်းပြက်တာတို့ကြုံကြုံမှာဒီနေ့မျိုးရောက်လာရင်အဆက်အသွယ်တွေရပြီတော့လုပ်ငန်းကိုင်ကိုင်တွေအားလုံးအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်။အဲရာဥတက်ရောက်ဖြစ်တဲ့အတွက်ကလူလူရေးကိစ္စတွေ၊ငိမ့်မကိစ္စတွေရှုပ်လို့မရပါဘူး။အခြေရေးကိစ္စ၊အိမ်တော်ရေးကိစ္စတွေအရှုပ်ထိုးဖြစ်ခဲ့ရင်ကိုကသွားပြီးရှုပ်ခဲ့ရင်ရေရှင်မှာဓာတ်ပိတ်သွားတာမျိုးစူပွားပြက်၊ဘွားပြက်တွေဖြစ်တတ်ပါတယ်။အဲတော့လူလူရေးကိစ္စအတက်နိုင်တော့တူထားပြီးတော့ အကောင့်တွေရောအစားအသောက်တွေကိုစင်ကျင်ပြီးတော့ပြည်ထားမှာဖြစ်ပါတယ်။အဲလုပ်ငန်းတွေတိုးချဲ့လို့ရတယ်၊လုပ်ငန်းတွေပြောင်းလို့ရတယ်၊လုပ်ငန်းတွေလုပ်လို့ရတယ်။နော်။အိမ်တော်ပြုတ်လို့တော့မရပါဘူးဒီနှစ်မှာ။အကောင့်တွေအစားအသောက်တွေကိုဒီနှစ်မှာအိမ်တော်ပြုတ်မမြဲတာမျိုးတွေကြုံတွေ့ရတယ်ပါတယ်နော်။အဲဒုတိယကောင်းတဲ့နှစ်တွေကစနေသားသမီးတွေနဲ့အသက်၁၂နှစ်၊၂၀၊၂၈နှစ်၊၃၆၊၄၄၊၅၂နှစ်နော်60 68 86 84အဲ့ဒီကြားရတယ်စနေသားမျိုးတွေနဲ့ဒုတိယအကြိမ်ကောင်းတဲ့နှစ်ဖြစ်ပါတယ် ကျမ်းမာရေတော့အနည်းငယ်ညက်တတ်ပါလေစနေသားရီအဲ့ဒီပိုင်းစားကြအောင်လေကျမ်းမာရေအနည်းငယ်ညက်တတ်တယ်အနည်းငယ်ထိကြိုက်တန်ရရတတ်တယ်နော်စနေသားသမီးတွေအဲ့ဒီထက်မှကြအောင်လေဘုရားဝူးထိထွက်ပါနော်ခရက်ခဲကိုတွေးကြည့်ပါအော်နာရေးမတော့အောင်နာရေးဒီများလက်ဆောင်ပေးမပြောပါဘူးတောက်ကြသားသမီးတွေနည်းနော်စနေသားသမီးတွေနည်းနော်တောက်ကြတက်ရောက်ဖြစ်တယ်စနေသားသမီးတွေအော်တောက်ကြတက်ရောက်တဲ့မှာစနေကငွေနဲ့မိတ်ကြီးမိရတဲ့ ကျမ်းမာရေးညှန်းခိုက်အနေချင်းကြုံတွေ့ရတဲ့တဲ့နော်အိုက်ဖြစ်တဲ့ဘက်ပတိထားမှာဘုရားဘုရားတော်တော်ခရီးစိတ်လူတွေတော့မွေးမညတွေမှာအဲ့ရရွှေ့ပြီးကံနေကောင်းတော့မှာအဲ့တော့တတိယအချိန်ကောင်းတဲ့နေ့တည်းကစနေသားတမျိုးနေနဲ့အသက်73နှစ်20နှစ်တနှစ်နော်26နှစ်39 53 62နှစ်69 89 85အိုင်းစ်တွေကတက်တရကျင်းကောင်းတဲ့နှစ်ဖြစ်ပါတယ်စနေသားသမီးတွေလည်းအိုးတဲ့အိမ်တွေဝင်လာမျိုးအိမ်အောင်ကြတာမျိုးနော်လုပ်ငန်းတွေတိုးတက်တာမျိုးစီးပွားတက်တာမျိုးတွေကျောင်းရမဲ့နှစ်တွေဖြစ်ပါတယ်ဟုတ်စနေသားသမီးတွေလည်းတမိန်ကုန်းတွေတက်ရောက်ပြီးတော့အိုးတဲ့အိမ်တွေဝင်တယ်အလှမင်္ဂလာတွေလောက်ရတဲ့တကယ်လို့ဒီဒီမျိုးနှစ်မျိုးတွေမှအိမ်အောင်ကြခဲ့ရင်ရေရှည်မှာမြဲမယ်မင်္ဂလာရှိမယ်ဒါနှစ်ဖက်ပြီးပါလေကြီးကြီးကြီးနဲ့အားလုံးစိတ်ချမ်းသာပူချမ်းသာနဲ့ ပြူရတဲ့အိမ်တော်မျိုးဖြစ်တတ်ပါတယ်။ကောင်းသောနှစ်တွေဖြစ်တဲ့အတွက်အစဉ်ပြေတဲ့မင်္ဂလာပွဲမျိုးကြုံတွေ့ရတတ်ပါတယ်။နော်။အိမ်တစ်ထဲမှာအញ្ញန်းခိုက်ကြရောက်နေမုံလုံးရေပေါ်တက်စီမှုတွေပါ။အုံးလုံးနဲ့ချက်ထားတဲ့ဘဲသားဟင်းကိုငါးတန်းကျိုင်းနဲ့ထုတ်ပြီးပုံကြောင်ပို့ပေးတာနော်။ တော့တက်တက်စတုထကောင်းတဲ့နှစ်တွေရှိပါတယ်စနေသားသမီးတွေကစတုထကောင်းတဲ့နှစ်တွေအသက်14နှစ်22နှစ်30 38 46 52 60နှစ်80 90 90အဲ့နှစ်တွေကစနေသားသမီးတွေစတုထအချိန်ကောင်းတဲ့နှစ်တွေဖြစ်ပါတယ်အဲ့နှစ်တွေမှာရေရှည်လုပ်ငန်းတွေလုပ်တာထူပေါဝင်းရှိတယ်ငွေတွေထုတ်တဲ့ဝင်တယ်စီးပွားတွေတက်တယ်ငွေဝင်ပြီးတော့အလှူမင်္ဂလာတွေပြုလုပ်ရတာပါတယ်စနေသားသမီးများအားလုံးကျန်းမာချမ်းသာကြပါစေခင်ဗျာ